မသက်စီက31နဲ့ AI ကိုပြန်ပြီးတော့ချိန်ပြီးတော့ MS ရာနေထွက်အောင်လုပ်ပြီးတော့เนาะသူတို့က Grand Final ကိုတက်သွားတာဆိုတော့ဒီမှာလည်းအဲ့လိုမျိုးပဲအဲ့နှစ်သိန်းဒီ AI နဲ့မသက်စီကရှောင်းဝင်ထွက်မှာဆိုတော့တကယ်ပဲကလန်ဒါကြအနေနဲ့ဒူးစီးပြီးတော့အခုမသက်စီအနေနဲ့31ပဲနိုင်ွားမှာလားဗောလေเนาะကိုယ်ကလည်းမနိုင်တော့ဘူးအဲ့လိုမျိုးဆိုတော့ဆောင်းကြည့်နေရ ားဝင်မင်္ဂလာပါကျွန်တော်တို့ Extreme Passion Gaming Season 4ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Justin ပါကျွန်တော်တို့ Extreme Passion Gaming ဆိုတော့ကျွန်တော်တို့ချစ်တဲ့ gaming ပေါ်မှာ YouTube တဲ့ passion တွေကိုချပြတဲ့ season တစ်ခုပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီ video မှာတော့ကျွန်တော်တို့မလုပ်မှလဲဆိုတော့ကျွန်တော်တို့ MS မှာကျွန်တော် playing ကလည်းစတော့မယ်ဗျာဆိုတော့ဒီ playing ပွဲတွေကိုကျွန်တော် predict လုပ်မှာပါအခုလာမဲ့အပတ်မှာပေါ့လေနော်ဒီပွဲတွေကိုကျွန်တော် predict လုပ်မှာကျွန်တော်ပွင့်လင်းပြောရရင်တော့ကျွန်တော်မြန်မာပွဲအကုန်နီးပါးကျွန်တော်ကြည့်ပြပါတယ်ဒီနေရာတွေကကျွန်တော်ရဲ့ honest prediction လို့ပြောလို့ရတယ်ဗျာဆိုတော့ပထမဆုံးပွဲအနေနဲ့ကကျွန်တော် YG versus ကျွန်တော် Pla တဲ့မှာ Pla တဲ့ကပြောမယ်ဆိုရင်တော့တို့ကအဆင့်ခုနှစ်ကနေတက်လာတာသူတို့က Ryan Esports 2-1နဲ့ကြိတ်ပြီးတော့ပြန်တက်လာတာဗျာ last champ player မှာဆိုရင်အဲ့လိုမျိုးဆိုတော့ဒီ plating က တော်လေးကိုမိုက်တယ်အဓိက shout out လုပ်ပေးချင်တာကျွန်တော် T Brock ပါ Platinum ဆိုရင်လုံးဝ T Brock ကလုံးဝ highlight တော်တော်ထွက်တယ်ဗျာပြောရမယ်ဆိုရင်တကယ်အားလုံးပေးလိုက်ရင်ကသူ highlight အားလုံးကတကယ်နည်းနည်းတော့ဆိုးတယ်ဗျာ Ryan လည်းအိမ်မြန်ပို့ခဲ့ဒီ MS ဆရာနေနှုတ်ဆက်အောင်လုပ်ခဲ့ရဆိုတော့လေသူ့ရဲ့အားလုံးနဲ့ပဲပြောရမယ်ဆိုရင်နှစ်ပွဲလုံးဆိုတော့ ဒီ platin further wine ကြီးအရတပြိုးတစ်ပုံတော့ကြည့်လို့ကောင်းပါဗျာဒီ platin ကအမြဲတမ်းအသိန်းကြီးတွေကိုစိတ်ဒုက္ခတော့အနည်းဆုံးပေးတယ်ဆိုတော့လေဆိုတော့ဒီ wine ကြီးမှာဟိုချက်ကြည့်လိုက်မယ်ဆိုရင်လေ wine ကြီးကကျတော့ကျွန်တော် star player တွေစုထားတာဗျာပွင့်လင်းပြောရမယ်ဆိုတော့လုံးဝကြိုက်တဲ့ player ကိုလည်းညှိုးထိုး star player တွေပဲဒီ jungler han ကနေလွဲပြီးတော့ဗောလေနော် jungler han ကတော့ ne pub star လို့ကျွန်တော်မြင်တယ်ဆိုတော့ ျန်တဲ့၄ယောက်ကလုံးဝ star player ရဲ့အစုဖွဲ့ဗျာပြောမယ်ဆိုရင်တော့တော်တော်လေးကို fine နေเนาะရဲကိုကြည့်မလားလီနာကိုကြည့်မလား stick ကိုကြည့်မလား blink ကိုကြည့်မလားတော်တော်လေး fine နေအဲ့ဒီမှာအခြေဆုံးကတော့ကျွန်တော် blink ဗျာပြောမယ်ဆို blink ကတော်လေးကိုလောက်ွက်ထက်တဲ့ row မှာဒီ ms မှာလည်းခုထိလုံခဲ့တဲ့ season တွေရတဲ့စားပြီးခုထိလုံဝလောက်ွက်ထွက်နေတဲ့ row မှာဆိုလည်းမမှားဘူးဗျာပြောရမယ်ဆိုရင်ဆိုတော့ platinum versus yg မှာဆိုရင်တော့ဒီပွဲတွေက best of 5ဖြစ်တဲ့အတွက်เนาะ platinum နေနဲ့ကတော့တပွဲလောက်တော့ပြန်နိုင်မယ်လို့ထင်တယ်ဗျာကျွန်တော်နေနဲ့က ဒါပေမဲ့ YG ကပဲပြန်နိုင်ရရှိသွားမယ်လို့ထင်တယ် YG 31မော်လေနော်ပြောရမယ်ဆိုရင်တော့ဆိုတော့နောက်ထပ်တစ်ပွဲနောက်ထပ်တစ်ပွဲကတော့တကယ်ဟိုမိုက်တယ်တကယ်ဟိုမိုက်တယ်တကယ်ဟိုကြိုက်တယ်ပေါ့လေနော်ဒီ AI Esport versus ကျွန်တော်မသက်စီပါနော် AI Esport ကတော့ကျွန်တော် standing 4ပါပါမသက်စီကတော့ standing 6ကပါနော်အဲမသက်စီက standing ကဟို newborn ကိုသူတို့က regular season မှာရှုံးတယ် last champion play မှာပြန်နိုင်ပြီးတော့ပြန်တက်လာဗျာပြောရမယ်ဆိုရင် ဆိုတော့ဒီ Mathisi ကလည်းအရင်က MS season 1 champion ပြီးတော့သူတို့ရဲ့ trio ပေါ့လေနော်လုံးဝကျန်းကျန်းတက်မှဆိုတော့ trio ရှိရယ်ဗျာဘိုးရယ်နီကိုခွန်သူတို့ trio မှာ Juno ရယ် Flash ရယ်အားဖြည့်ထားတယ်ပေါ့လေနော်သူတို့ကလည်းလုံးဝခေရဲသိတော့မဟုတ်ဘူးအစားပိုင်းမှာသူတို့ရုံးကန်နေရတဲ့ဆိုပေမဲ့လည်းနော်အခုနောက်ပိုင်း season တွေမှာတော်တော်လေးကို find လာတော့တွေ့ရတယ်เนาะနောက်ထပ်သတင်းတွေเนี่ยတော့ AI eSport ဒီ e-sport ရဲ့ line up တွေကလည်းเนาะပြောရမယ်ဆိုရင်ကတော်တော်လေးကို fine နေเนาะအဓိကတော့ဒီ jury လာလိုက်ချိန်မှာသူတို့ရဲ့ play sign တွေရောလုံးဝပြောင်းသွားတယ်ဗောလေအဓိက driver centric မဟုတ်တော့ဘူးအဲ assassin ညာကလာတွေကိုလင်းသိနှင်းလို့ရရင်ရလို့ပစ်ပြီးတော့ဆော့လာတာကိုတွေ့ရတယ်နောက်ဆုံး fan တွေပါတွေပါဆော့လာတယ်တွေ့ရတာဗျာဒါက e-sport ရဲ့ကောင်းတဲ့အရေးတစ်ခုဗောလေเนาะပြီးတော့ဒီတဲ့ထိတ်တိုက်အားပြိုင်မှုမှာဆိုရင်တော့ကျွန်တော် regular season မှာတော့ဆိုရင်ဟာအရင်က2စီးနဲ့ချိန်ထားတာ ဒီလိုဟာမျိုးကိုကျွန်တော်တို့ season 1မှာလည်းတွေ့ဘူးတယ်เนาะဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ season 1 regular season မှာဆို AI ကမသက်စီကို2စီးနဲ့ချိန်ထားတယ်เนาะဒါပေမဲ့ play off ကြောက်တော့เนาะ lower final မှာထင်တယ်เนาะ lower final မှာမသက်စီက3-1နဲ့ AI ကိုပြန်ပြီးတော့ချိန်ပြီးတော့အမတ်ဆရာနေထွက်အောင်လုပ်ပြီးတော့เนาะသူတို့က grand final ကိုတက်သွားတာဆိုတော့ဒီမှာလည်းအဲ့လိုမျိုးပဲအဲ့နှစ်သင်းဒီ AI နဲ့မသက်စီကရှောင်းရင်ထွက်မှာဆိုတော့တကယ်ပဲ ကလန်ဒါကြအနေနဲ့2စီးပြီးတော့အခုမသက်စီးနေတဲ့31ပဲနိုင်ွားမှာလားဗောလေနော်အဲ့လိုမျိုးလေးတော့နည်းစဉ်းစားစရာရှိရယ်နော်ဆိုတော့ကျွန်တော်တို့ဒီပုံစံတိုင်းလေးပဲဖြစ်သွားမလားဆိုတော့ကျွန်တော်တို့ချက်ပြီးတော့စောင့်ကြည့်ရမယ်ကျွန်တော်ရဲ့ prediction honest prediction ဆိုရင်တော့ AI ကမသက်စီးကိုနိုင်ငံတော်ညာမသက်စီးရဲ့အခုပြန်ကောင်းလာတဲ့ form မှာဆိုရင်တော့မသက်စီးကတော့နည်းနည်းလေးပူတာမယ်ထင်တယ်အဓိကကတော့ဒီ matter မှာအလုံးလုံးဒါအဲ့လို mid you ကိုလုံးလုံးရင်က မစ်ထရိုင်ဘောလေမစ်ထရိုင်လို့လို့ရင်တော်တော်လေးကိုခင်ရဆော့ရလွယ်ကူတာတွေ့ရလိမ့်မယ်ဗျာဂိုးလိန်ဖိုက်တာတွေပိုင်းနဲ့ဖျန်းနေကြတဲ့အချိန်မှာအဲ့လိုမစ်ထရိုင်ကလိန်နေတာနော်အာလီဖိရယ်ဆိုရင်ကလုံးဝလွယ်လွယ်ကူကူပဲဂိမ်းကဆော့လို့ရတယ်ဗျာအကွက်တွေပိုင်းလည်းသူ့အတူပလေးပိုင်းထွက်လာလိမ့်မယ်ဗျာဆိုတော့ဒီဂိမ်းကနှစ်သင်းလုံးအတွက်လွယ်တဲ့ဂိမ်းတော့မဟုတ်ဘူးကျွန်တော်ကတော့ close game ဖြစ်မယ်လို့ထင်တယ်နော်ခုန result အနေနဲ့ကတော့ Mathsy 3 AI 2လို့ကျွန်တော်ခန့်မှန်းတယ်ဗျာ ။အဲအနေနဲ့ကတော့ဒီနားကပဲနှုတ်ဆက်ထွက်ကွာသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့လေ။ဒါကတော့ကျွန်တော်ရဲ့ honest reaction ကျွန်တော်ပွဲကြီးကြည့်ထားတဲ့ပုံမှာကျွန်တော်မြင်တဲ့အမြင်ပါ။ဘာလို့လဲဆိုတော့ကျွန်တော် no bias ပါเนาะကျွန်တော်မသက်စီမှလည်းကျွန်တော်မရှိတော့တဲ့အတွက်ကျွန်တော်ပွင့်လင်းလင်းကျွန်တော် honest reaction လုပ်ပြရပါဆိုတော့နောက်ထပ်တပွဲကကျွန်တော်တို့ဒါဒီ၄သင်းကတော့ကျွန်တော်တို့ play off ကိုတက်ပြီပေါ့လေပြောရမယ်ဆိုရင်တော့ဒီဒီအခုစောင်းမဲ့ပွဲကတော့တို့ upper lower ခွဲတဲ့ပွဲနိုင်ရ upper တက်မယ်ရှုံးရင်က lower ဆင့်မယ်ဒါပဲဆိုတော့ဒါမဲ့ ဒီကလည်းအရေးပါတယ်ဒီပွဲကိုနိုင်သွားတဲ့ကောင်တွေကနောက်ပွဲ playoff ကြာရင်တို့တပွဲနိုင်တဲ့ grand final ရောက်ပြီဗျာဆိုတော့ဒီပွဲကြီးကလည်းအရေးပါတယ်ဗောလေနော် play in final မှာဆိုကျွန်တော်တို့ပထမဆုံးပွဲအနေနဲ့က team 7နဲ့ကျွန်တော် YG ကိုတွေ့မယ်နော် team 7ကတော့နော်ဒီ season မှာကတော်တော်လေးကိုအားရပြီးသဘောကျတယ်တော်တော်လေးတဲ့သူရဲ့ play style ကိုခိုက်တယ်ဗောလေနော်သူရဲ့ hero boo တွေအားစတော်လေးကို fine နေဆိုတော့ ကျွန်တော်ဒီ10 7 player ကိုလုံးဝကြိုက်ပါတယ်เนาะတော်တော်လေးကိုအခု season မှာဆိုရင်ကတော်တော်လေးကိုတက်လာရဲ့အသင်းလို့ပြောလို့ရဗျာ။ရင်တော့ကျွန်တော်တို့ MSC season 1မှာတော့ကျွန်တော်တို့ the big 4နော်၄လေးသင်း top 4လေးသင်းဆိုရင် AI Mathis Falcon YG ဒီလေးသင်းပဲရှိနေရတယ်။အဲ့အသင်း today ရဲ့နေရာကို10 7ကအရယူနိုင်ခဲ့ပြီဗျာပြောရမယ်ဆိုတော့အောက်မှာဆိုရင် AI နဲ့ Mathis တင်းနဲ့ကနှစ်သင်းနဲ့တင်းကတော့လက်ပြနှုတ်စာထွက်ခွာသွားပြီ။ဆိုတော့ ဒီမှာအဲ့တော်ဖိုးလင်းတဲ့ကနော်တင်းဆဲမင်းကဝင်လာတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျာပြောရမှာဆိုရင်ဆိုတော့နော်တင်းဆဲမင်းနဲ့ YG ကိုတော့ကျွန်တော်ပုံလင်းပြောရရင်နော်ကျွန်တော်ရဲ့ favor မှာတင်းဆဲမင်းကိုပို့ပြီးတော့ကြိုက်တယ်နော်တင်းဆဲမင်းကသူတို့ hero တွေရနိုင်တယ်ဆိုရင်ကတော်တော်လေးကိုလှုပ်တယ်သူတို့ရဲ့ aggressive play ဆိုင်နဲ့ဆော့နိုင်တယ်ဆိုရင်တော်တော်လေးကိုလှုပ်တယ်ဒါပေမဲ့ YG နေနဲ့ကသူတို့ပြင်ဆင်လာမယ်လို့ထင်တယ်ပြီးတော့ Falcon နေနဲ့ကလည်းတင်းဆဲမင်းကိုနော်ဘလို့ဘန်းပြီးဘလို့ဆော့ပြသွားရဲဆိုတော့ YG နေနဲ့ပြန်ပြီးတော့ လေးလာတုံးတက်ထားမယ်လို့ထင်နေဗျာတင်ဆက်ပေးနေနေကကျွန်တော်တို့ဒီမှာတော့ပွင့်လေပြောရမယ်ဆိုတော့ WGO ကျွန်တော်တို့ close game နဲ့ထပ်ပြီးတော့ရှုံးမယ်လို့ထင်နေဗျာ3-2နဲ့အရင်ပတ်တရားတာနေဆိုပေမဲ့เนาะဒီသူတို့ရဲ့ play out ကို regular season မှာတော့သူတို့ WGO နိုင်တော့မလို့ဖြစ်ခဲ့ရဆိုပေမဲ့ WGO ကနိုင်သွားတယ်เนาะဒါကသူတို့ရဲ့ play out ကို WGO ရောက်သွားရလဲပါတယ်ဗောလေเนาะပြောရမယ်ဆိုရင်เนาะ WGO နေနဲ့ဒီဟာကိုကောင်းကောင်းပြင်ဆင်လာနိုင်ရဆိုရင်တော့ WGO ကနိုင်မယ်လို့ကျွန်တော် ယုံကြည်ရဗျာအဲနည်းနည်းလေးခံစားမိရပေါ့နော်ဆိုတော့ YG ကိုတော့ကျွန်တော်32နဲ့နိုင်ပေးလိုက်မယ်ဆိုတော့ Fair Converter Medicsy Fair Converter Medicsy မှာဆိုရင်လဲ Fair Con Esports ဆိုတာတော့အခုပွင့်လင်းပြောမယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လဲ Champion လို့ရေပန်းစားနေတာเนาะ Champion လို့တတ်မှတ်ထားတဲ့အသင်း Champion ဖြစ်မယ်လို့ အဲခံစားရစေအသိမို့လေသူတို့အသိဖောင်နေ playstyle နေကသူတို့ regular season မှာဆိုတပွဲမှမရှုံးအဲ best of 3 series မှာတပွဲမှမရှုံးတော့ဗျာပြောမယ် standing 1နဲ့တက်သွားတဲ့အသိများဒီ matthew sea ကတော့ falcon ကိုတပွဲနိုင်ထားတယ်ဆိုပေမဲ့နော်တော်တော်လေးတော့ရုံးကန်မယ် falcon နဲ့တွေ့ရချိန်မှာတော့ falcon မှာသူတို့မှာအကွက်တွေအများကြီးရှိတယ်ဗျာသူတို့ falcon ရဲ့ bear row ကိုကြီးကြီးတော်တော်လေးကို find နေနော် falcon မှာအဓိက shout out လုပ်ပေးချင်တာတော့ကျွန်တော်ကတော့ dex ပါနော် dex ရဲ့ kiss ရဲ့နော်အဲ့နှစ်ယောက် အဲ့နည်းရောပြီးတော့ဘန်နေသူတို့ရဲ့ mid trial ကတော်လေး strong တယ်နော်ကျွန်တော်တို့ဒီ MS Matrix တဲ့ mid mid trial တဲ့ရှေ့ကမတော်အရင်မတော်ဘူးဆိုရင်တော့နိုင်မှာမဟုတ်ဘူးအဲ့ဒါတော့တေချာပေါက်ပဲဆိုတော့ပြီးတော့သူတို့မှအဲ့လို signature hero ရှေ့ဘန်နေဆူရှင်းနေတည်ရမလားကင်မီရေကစ်စေးရဲ့ခါလီယာတွေ death ရဲ့ join နေအဲ့လိုအဲ့လိုမျိုး signature ကောင်တွေကအများကြီးရှေ့ဗျာသူတို့အဲ့လိုပွဲတော်ဝင်နိုင်မယ်လို့ခံစားချက်အပြည့်အဝပေးနိုင်တဲ့ hero တွေရှိနေဗျာဆိုတော့တို့မှနောက်ထပ် hero တွေရှိလားမရှိလားကျွန်တော်မသိရဘူး ဒါပေမဲ့နော်ဒီ game ကတော့ကျွန်တော် Falcon နေနဲ့3-1နဲ့နိုင်သွားမယ်လို့ကျွန်တော်မြင်နေဗျာဆိုတော့မသက်စင်းနဲ့တေးဆဲမင်းနဲ့ကျွန်တော်လိုအားမှာတွေ့မယ်လို့ကျွန်တော်ခံမှန်းပါတယ်နော်အပေါ်မှာကတော့ Falcon နဲ့ WG နဲ့ပေါ့လေနော် Play off မှာတော့ကျွန်တော်အဲ့လိုမျိုးတော့ကျွန်တော်တတ်သွားမယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်တိတက်မှာ Brother တို့ရဲ့ အမြင်ရောဘယ်လိုမျိုးရှိလဲ Falcon eSport အနေနဲ့ကရော Champion ကိုရယူွားနိုင်မှာလားဒီ AI နဲ့မသက်စီမှာရောဘယ်အသင်းကတက်သွားမှာလဲဆိုတော့ Brother ကို comment မှာရေးွားလို့ရပါတယ် Brother ကိုထင်မြင်ချက်တွေလဲဒါကျွန်တော်တို့အပြုတ်ဝေါ်ဆောင်ပြီးတော့ကျွန်တော်ဆွေးနွေးလို့ရတယ်ဆိုတော့ကျွန်တော်တို့နောက် video မှာပြန်တွေ့ကြပါမယ် Bye bye